စကောပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်ဒါပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ Diligent in the Mind အစီအစဉ်ကနေပြန်မှကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာလည်းအီတလီကနဝင်ကစားသမား Roberto Baggio အကြောင်းကိုကျွန်တော်နဲ့တူဝိုင်းရင်အားကစားကလောင်ရှင်ကိုနန်နဝင်ညဉ့်ညံ့နဲ့ပဲဆက်လက်ပြီးတော့မှတင်ဆက်ပေးသွားဖို့ရှိပါတယ်ခင်ဗျအဝေးမင်္ဂလာပါမင်္ဂလာပါဗျာဟုတ်ကဲ့တစ်ပတ်ကဒါ Baggio ရဲ့အကြောင်းလေးအစပိုင်းလေးပေါ့ဒါပထမပိုင်းလေးပြောလိုက်တယ်ဒီပထမပိုင်းမာရင်ကိုလည်းတတော်ကြီးကိုစိတ်ဝင်စားစရာကောင်းတဲ့အချက်တွေအများကြီးပါပါတယ်ဒါ Roberto Baggio ဒီဘာသာပြောင်းသွားတဲ့ အကြောင်းလေးတွေပေါ့လေဒါတုံတုံပြည်သက်မသိတဲ့အကြောင်းအရာလေးတွေလည်းဒါအခုပြောသွားပြီဒါဆိုရင်ပြည်သက်တွေလည်းတော်တော်လေးကြိုက်ပါတယ်အခုဆက်လက်ပြီးတော့မှဒါကျွန်တော်ဘက်ကီယိုရဲ့ကစားသမားဘွားအကြောင်းလေးတွေရောတခြားအကြောင်းလေးတွေပေါ့နော်ဆက်ပြီးတော့မှပြောဖို့ရှိတယ်အဲပြီးခဲ့တဲ့ဘက်ကျွန်တော်ပြောသွားတဲ့အထက်မှာတော့ဒါဖီယိုနီနာကိုရောက်သွားတဲ့အချိန်ပေါ့လေဖီယိုနီနာကိုရောက်တယ်ဖီယိုနီနာမှာကိုကျွန်တော်အယ်ရီစင်ကြီးနဲ့တွဲလိုက်တယ်နော်အယ်ရီစင်ဒါအယ်ရီစင်ကြီးပြလှုပ်လိုက်သေးတယ်အဲ့အကြောင်းလေးလည်းကိုမှတ်မိတဲ့လောက်လေးပေါ့ဟုတ်အဲအယ်ရီစင်က ဘောလုံးသမိုင်းမှာကန်တော်ဝင်ကစားသမားတော်တော်များများပါเนาะဒါသူ့လက်ထွက်တွေဟုတ်ကဲ့သူ့လက်အောင်မှာကစားခဲ့ကြဘူးလေပေါ့ကျွန်တော်တို့ကျွန်တော်အမှတ်မိရတော့လာစီယိုလောက်မှာပဲကျွန်တော်ကသွားမှတ်မိတာဟုတ်ဒီဘကီယိုနဲ့ဒီ88 89အဲ့လောက်ဝင်ကျင်ကဖီယိုလီနာမှာတွေးခဲ့တယ်ဆိုတော့ကျွန်တော်အဲ့ဒါမှာတွေးခဲ့တယ်ဟုတ်ကဲ့ဒီအဓိကရော်ဘတ်ဘကီယိုကိုဖီယိုလီနာကလိုချင်ခဲ့တာကလည်းဟုတ်ကဲ့အယ်ရဆင်ကပဲလိုချင်ခဲ့တာပဲအော်ဟုတ်ကဲ့အယ်ရဆင်ကပဲလိုချင်ခဲ့ပြီးတော့ဒီအယ်ရဆင်ကပဲ ဟိုလုတ်ခေါမလဲအဲ့ချိန်ကဒီလိုဗျ everything ကဖီရန်တီနာကိုမရောက်သေးဘူးဟုတ်ကဲ့မရောက်သေးဘူး तू ဆမ်ဒိုရီယာမှာလာမသိဘူးဟုတ်ကဲ့ပါအဲ့ဒီအချိန်တုန်းကသူရဘတ်တိုဘဲဂျီကိုဒါအဲ့ကျွန်တော်အသိအတိကြမှားမိဘူးရဘတ်တိုဘဲဂျီကိုလိုချင်ခဲ့တယ်လိုချင်ခဲ့ပြီမြေဒီဘက်မှာဆောဆောကျွန်တော်စင်စီယာတို့နဲ့အတူသူရမရောက်ပြီးတော့ဟိုဘလုတ်ခေါမလဲအဲ့အကောင်ကပြတ်သွားတယ်နောက်ဒီဖီရန်တီနာရောက်တဲ့အချိန်ကျတော့သူတို့တစ်ခါပြန်ပြီးတော့ လက်တွဲဖြစ်တယ်ပေါ့နော်။ဟုတ်ကဲ့။အဲအဲ့ချိန်မှာတော့သူလက်အောက်ကိုရောက်သွားပြီ။အဲ့တော့ဖီရိုတီနာမှာအဲ့ချိန်ကကျွန်တော်တို့ဒီအီတလီထိပ်တန်းကစားသမားတွေလေအဲ့ချိန်မှာတချို့နှစ်ယောက်သုံးယောက်လောက်ရှိတယ်။ဟုတ်ကဲ့။နှစ်ယောက်သုံးယောက်လောက်ရှိတဲ့အထဲမှာတော့90ဝါကပ်မှာပါလာတဲ့သူတွေထဲမှာလည်းဒါဖီရိုတီနာမှာတာရောဘတ်တိုဘက်ဂျီယိုနဲ့အတူတူကစားခဲ့ကြတယ်။ဒါအဲရစင်နဲ့အတူလူသားမြောက်ခဲ့ကြတယ်ပေါ့။ဟုတ်ကဲ့။အဲ့ဒီအသင်းက series A ရဲ့ထိပ်ဆုံးတန်းမရောက်တလို့ဟိုအောက်အသင်းတော့လည်းမဟုတ်ဘူး။ဒါပေမဲ့အဆင့်6ပြီးတော့6ဆိုတော့ဒီဝင်းကျင်မှာသူတို့ အမြဲတမ်းလူးနေတဲ့အသင်းဒါပေမဲ့တေချာတာကဒီရောဘတ်တိုဘယ်ဂျီကိုဖီရိုတီနာကိုဆရောက်တဲ့နှစ်မှာသူဒန်ယန်ပြသနာနဲ့သူတပွဲပဲကစားခဲ့ရတယ်86ကြာမှသူစပြီးတော့ဒီဖီရိုတီနာအတွက်တောက်လျှောက်ပွဲထွက်ခွင့်ရတယ်အပ္ပမဆုံးရာသီသူ14ဂိုးသွင်းတယ်အဲ့နောက်ပိုင်းမှာတော့ဒီ7 Corin Erising ရဲ့ Robert Dobeggio ရဲ့နောက်တစ်ယောက်က Bogdanovo လားအဲကျွန်တော် P2 ဆိုပြီးတော့မှ ဟုတ်ဟုတ်တက်စစ်အတွက်ဘောဂန်နိုဘိုဆိုတော့ဗာလေဘောဂန်နိုဟုတ်ကဲ့ဟုတ်တယ်နော်အဲသူရဲ့နောက်ကွင်းလယ်မှာတယောက်ရှိရကျွန်တော်အဲ့ဒါနာမည်မေ့နေရဟုတ်ကဲ့ဒီအီတလီ94 World Cup မှာလည်းကစားတယ်90 World Cup မှာလည်းပါတယ်ထားပါတော့သူတို့အမှသူလက်တွဲခဲ့ကြတယ်တွဲကြရင်လည်းဒီ Robert Van Gyu ရဲ့ခြေသွမ်းကအကောင်းဆုံးပုံစံကိုရောက်လာတယ်နောက်ဆုံးအဲ့ဒီခေတ်ကာလတွေမှာကကျွန်တော်တို့ဒီ AC Milan မှာလည်းသူရဲ့ကောင်းတွေအများကြီးပေါ်နေပြီဟုတ်ကဲ့အဲ့လိုပဲ Juventus မှာလည်းဆရာကြီးတွေဟုတ်ကဲ့ဆိုတော့ဒီအချိန်မှာသူ့ကိုဥရောပ ဒီ Assyria ထိပ်တန်း club တွေကလည်းစိတ်ဝင်စားနေကြသလို Roberto Baggio နဲ့ Van Basten တွေကိုအပြိုင်တက်မလားဟိုနှိုင်းရှင်တာမျိုးတွေလည်းရှိတယ်နောက်တစ်ခုကကျောင်းနံပါတ်10ဝတ်ထားခြင်းအားဖြင့်ကိုဒီ Maradona နဲ့အဲ့လိုနောက်တစ်ခုကျွန်တော်တို့ဒီ Zola အဲ့တော့အဲ့တော့ဒီကစားသမားတွေနဲ့နှိုင်းရှင်တဲ့အချိန်လည်းရှိတယ်ဇိုလာနဲ့ကြတော့ခစ်ပြိုင်နေပေါ့ဇိုလာထက်ဘယ်ဂျူကတစ်နှစ်ငယ်တယ်အဲမာရာဒိုနာကတော့ဆရာကြီးပေါ့အဲဆိုတော့မာရာဒိုနာနဲ့ဒီနှိုင်းရှင်တိုင်းမှာရောဘတ်တိုဘယ်ဂျူကဘယ်လိုပဲညင်းညင်းဒီတိုက်ပွဲတွေကတော့ နာပိုလီနဲ့ဖီယိုနတီနာတွေ့တဲ့အချိန်ဒီမှာဒါရောဘတ်တိုဘက်ကျိုရဲ့အကောင်းဆုံးပုံစံနဲ့အတူသူကစီးရီးသတင်းစာတွေကိုဒါဖုံးလွှမ်းသွားတာမျိုးတွေလည်းရှိတယ်။ဆိုတော့အဲ့ဒီအနေအထားကနေပြီးတော့ရောဘတ်တိုဘက်ကျိုကတပြေးနဲ့ဒါ86ကျတော့အီတလီလိုရင်းအသင်းမှာသူတာနောင်မီဖြစ်နေပြီ။အဲ့ဒီအချိန်မှာသူအသက်က22လောက်ရှိပြီ။နော်21 22ရှိပြီ။ရှိပြီးတော့တခါဟိုအီတလီလိုရင်းအသင်းမှာနီးပြဗင်ချင်ကြီးသူ့ဒါရော့ဘတ်ဂျိုကိုအားကိုးလာပြီ။အဲ့အားကိုးလာတဲ့အချိန်မှာ ဒီဖလိုရင်တီးနားမှာလည်းတောက်ပနေပြီလေးစင်အသင်းမှာလည်းသူနာမည်ရနေပြီအဲ့ဒီအချိန်မှာပဲကျွန်တော်တို့ secularcy ဖောက်ပြီးတော့ပေါ်လာတယ် secularcy ဖောက်ပြီးပေါ်လာတဲ့အခါကျတော့ဘယ်ချင်းဒီက Robert Dubeggio ကိုသူ့အသင်းမှာဒီဦးစားပေးကစားသမားအဖြစ်သုံးနေရင်းနဲ့နောက်ပိုင်းမှာဒီ secularcy ကိုဦးစားပို့ပြီးတော့မျက်စိကျလာတဲ့အချိန်အဲ့ဒီအချိန်မှာဖလိုရင်တီးနားပြည်သက်တွေကအမှဒီထပြီးတော့တောင်းကျမ်းလာဒီ Italy Vincini ကိုယာလူကဖြုတ်90ကျော်ဖလားသူတို့အင်ရှင်လောက်မှာ အဲ့ဒီအဲ့ဒီမတိုင်ခင်မှာဖီနိုဒီနာပြည်သက်တွေကရော်ဘတ်ဂျူဘက်ကရက်တီတော့ရော်ဘတ်ဘတ်ဂျူအတော့မှာသူပြည်သက်တွေကိုတားရတယ်ဟုတ်ကဲ့တားရတယ်ဟိုအဓိကဘာကြောင့်လဲဆိုတော့လက်ရှိအသင်းမှာအငင်းပွားစရာကြီးဖြစ်မှာဆိုလို့ဟုတ်ကဲ့အဲ့ဒီဘက်မှာလည်းမာရိုဒိုနာရိုကဒီနာပိုလီကဒါအရင်ကောင်းကောင်းနေတဲ့အချိန်ပေါ့အဲ့တစ်ဖက်မှာလည်းဒီရော်ဘတ်ဘတ်ဂျူကအီတလီထိပ်တန်းကလပ်တွေကသူ့ကိုအပြိုင်စိတ်ဝင်စားနေပြီဒါပေမဲ့သူဖီနိုဒီနာမှာသူနေတော့မယ်အဖလော်ရန့်မြို့ကိုလည်းသူချစ်တယ်ပေါ့အဲ့လိုနေနေရင်းနဲ့ထားပါတော့ကျွန်တော်ကာဘာဖလာအကြောင်းတောင်းမှပြောတော့မယ်ချစ်ချင်တော့ ဒီဖီရန်တီနာကနေပြီးတော့60မှာ60မှာเนาะဂျူဗန်တက်စ်ကိုဂျူဗန်တက်စ်ကိုသူပြောင်းသွားတော့ဒါအီတလီလာယာအဲတုန်းကယူရိုမှာမတုံးသေးဘူးเนาะလာယာ14.5ဘီလီယံဝါရက်ကော့ဒ်ဆန်ချိန်နဲ့သူဂျူဗန်တက်စ်ကိုပြောင်းသွားတော့အဲ့ဒီမှာဘောလုံးကတစ္ဆာတရားဆိုတဲ့အကြောင်းနေအပြီးတော့ဒီချက်ချင်းပြတာဆိုတဲ့အကြောင်းနေနဲ့စန့်ကျင်ဘက်တစ္ဆာဖောက်မှုတွေအဲ့ဒီအချိန်မှာဒါပွက်လို့ရရပါလားဟုတ်ကဲ့ပါရောဘတ်တိုဘယ်ဂျီကိုအိမ်ဟိုဖြတ်စည်းမယ်ဆိုတဲ့သူတွေပြီးတော့ဒီဘလော့ခေါမလဲ မြို့လေကောင်မှာလူတွေလမ်းပေါ်ထွက်လာပြီးတော့မီးရှို့တာတွေရော်ဘတ်ဂျူပုံကြီးတွေကိုမီးရှို့တာတွေအဲ့ဒီကိစ္စတွေဖြစ်တယ်အဲ့တော့တစ်ဖက်မှာကကြတော့ရော်ဘတ်ဘတ်ဂျူကလည်းဗာပြောလဲဆိုတော့ तू ကဖီရန်ဒီနာမှာ तू တစားကန်ဖြစ်တာ तू ယူဗန်တက်စ်ကို तू လောမှာပြောင်းခြင်း तू ဒီဖလော်ရန့်ကို तू ချစ်တယ်ဖလော်ရန့်မှာ तू နေခြင်းတယ်ဒါပေမဲ့ယူဗန်တက်စ်ကပေးတဲ့ငွေကိုဖီရန်ဒီနာကမမောတဲ့အတွက် तू ကိုရောင်းတာ ။ तू ကဂျားလေးကတစားကန်ဖြစ်တာ။အဲ့ကိစ္စကို तू ကထွက်ပြီးတော့သင်္သာရှင်းနေမှာ။ तू ရှင်းပြတယ်။ရှင်းပြတော့ဘာဖြစ်လဲဆိုတော့ဖီရန်တီနာအသင်းဒီလူကြီးပိုင်းတွေကလည်းအဲ့ဒီမှာမဟုတ်ဘူး။ရောဘတ်ဒူဘယ်ဂျူကအစတည်းကဒီအသင်းမှာတိတ်ပြီးတော့ဒီစိတ်မပါသလိုလုံနေတယ်ဆိုတော့အဆောဆွဲမှုတွေနဲ့အဲ့ကာလာတော်တော်ချုပ်ထွေးသွားတယ်။အဲ့လိုနဲ့သူဒီယူဗန်တက်စ်ကိုဒီပြဿနာရင်းနဲ့သူရောက်လာတာ။အဲ့ဖီရန်တီနာမှာက ဟိုကိုးတွေလည်းသူအများကြီးတွင်းခဲ့တယ်ပြီးတော့ဒီနေ့ကစားသမားဘွားကသူအောင်မြင်တဲ့ကစားသမားဘွားလို့ပြောလို့ရတယ်ဟုတ်ကဲ့ဥရောပအဆင့်ထိထွက်ပြီးဥရောပအဆင့်ထိလည်းတော့ဘာနော်သူတို့ဒီခြေစွမ်းပြနိုင်တယ်အောင်မြင်မှုတွေရခဲ့တယ်အပြူထဲမှာလည်းထိတ်တန်းကလပ်အသင်းစင်းဝင်လာတယ်နော် Seven Corona Arisen နဲ့အတူသူတို့အောင်မြင်မှုတွေလည်းရယူနိုင်ခဲ့တယ်ပေါ့တိုင်းတာတစ်ခုတည်းဒါပေမဲ့အဲ့ဒီပြဿနာကအဲ့ဒါပေါ့နော်ဒီသူကတော့ဒီအပြောင်းအလဲမှာသူ့ပြောကမပါဘူးသူကဒီ France မှာဆက်နေကြလားအသင်းကသာငွေမဲ့ပြီးသူ့ကိုရောင်းလားအသင်းဘက်ကလည်း ဒီ Robert Value ပြောတာတွေကအလိမ်ညာတွေပဲပေါ့ဘာကြောင့်လဲဆိုတော့ तू ကတကယ်တမ်းကျတော့အသင်းရဲ့ training မှာတော့လကောင်းပြီးတော့ဒီအသင်းရဲ့အရေးကြီးပွဲစဉ်တွေမှာစိတ်မပါလက်မပါနဲ့ဒီထွက်ဖို့အတွက်ဆန္ဒပြနေပြီဆိုတော့ပုံစံမျိုးတွေအပြန်လာဆွဆွဲမှုတွေရှိတယ်အဲ့ဒီအချိန်မှာဒါ German Test အသင်းကတော့ဒါဒီကမ္ဘာဆန်ကျင်တဲ့ပြောင်းရှိချင်းတဲ့သူ့ကိုခေါ်လိုက်တာပေါ့ဟုတ်ကဲ့ပါအဲ့အဲ့ကာလမှာပဲဒါကျွန်တော်တို့ဟို90ကမ္ဘာဖလားလည်းဖြစ်သွားတော့90ကမ္ဘာဖလားမှာလေတကယ်တော့ Vincent ကသူ့ကိုတောက်လျှောက်ဖို့ကောင်းကောင်းမတုံးသွားဘူး အပွဲငါးပွဲတော့ကစားခွင့်ရတယ်အဲ့ဒီငါးပွဲမှာပွဲတိုင်းနီးပါးကလူစားဝင်ပဲကစားခွင့်ရတယ်အတိုက်စစ်ပိုင်းမှာဆက်ကီလာစီကလည်းဒါတကယ်လဲတိုင်ပွဲရဲ့ရွှေဘလွန်ရွှေဖနက်ကိုယူသွားတာဟုတ်ကဲ့ပါဆောက်ဖို့တွင်ပြီးတော့အဆက်ကီလာစီကိုယ်တိုင်လည်းတကယ်ခြေစွမ်းပြရလဲပါတယ်ဗောနော်နောက်အဲ့ဒီအသင်းမှာ60အသင်းမှာဆိုလန်တီနီတို့လန်တီနီဆိုဒါရောဘတ်ဘက်ကယူမတိုင်ခင်ဒါဝါရက်ကော့ဆိုင်ရှင်ဆက်တော့ ဒဏ်ရာရသွားလို့သာစောစီးသူအနားယူလိုက်ရတာတော်တော်လေးကောင်းတယ်လန်ထီနီကကျွန်တော်တို့တော်တော်ဘောလုံးပြိဿတ်တွေစိမ့်နေနံပဲပေါ့လန်ထီနီဆိုတာဒီဘောလုံးမာလီနီတို့လည်းသူတို့စိတ်ကြိုက်ကစားသမားတွေအကြောင်းပြောတဲ့ကလန်ထီနီပါတယ်ပြီးတော့ရုပ်ရည်အားဖြင့်လည်းအီတလီဘောလုံးမင်းသားအခုဒါဘက်ဂျူရိုဆိုတာရုပ်ချောတယ်ပေါ့နော်ဒါမာလီနီတို့နက်စတာတို့ဆိုတော့အဲ့ဒီကစားသမားတွေထက်တော်မှာပို့ပြီးတော့ဥပဒေလည်းကောင်းတယ်အရမောင်းလည်းကောင်းတယ်မင်းသားလုပ်လို့ရတယ်မော်ဒယ်လုပ်လို့ရတယ်ဒါပေမဲ့သူရှင်တိုက်မှုဖြစ်ပြီးတော့ဆက်တော့ကျိုးပြီးတော့ AC Milan ကပိုက်ပေါ်မိသွားတာ DDB ပဲခေါ်ပြီးတော့တာဒီစောစောစီးစီးပဲဒီတန်ရပြဿနာနဲ့အနားယူလိုက်ရတာဟုတ်ကဲ့ဆိုတော့အဲအဲ့ဒီအနေထားပေါ့အဲ့60ကမ္ဘာဖလားမှာကြာတော့လေဒီ Robert Bellew က तू तू အတွက်တခုတော့ရှိတာပေါ့ဒီကမ္ဘာဘောလုံးစက်ခုံမို့စပြီးတော့တက်လာပြီပေါ့တစ်ဖက်မှာလည်း Jovan Dest ကိုရောက်လာပြီပေါ့ဟုတ်ကဲ့ဒါအခုပြောပါလဲဒါဘယ်လိုပြော Fiorentina နဲ့ Jovan Dest အကူကာလာပေါ့နော်ကျွန်တော်တော်လေးလေးစိတ်ဝင်စားဖို့ကောင်းပါတယ်စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတာအဲ့ဒီခေတ်ကအသင်းဒီအသင်းနဲ့ကစားသမားကြားတန်ယုံးစင်ဆိုတာ ဒီနေ့ခင်မှာကျွန်တော်တောင်းတော့မမြင်ရတာပေါ့နော်ဒါဆိုကမ်းဘဲဟိုစပါပရိသတ်တွေဒီလိုဟိုဘယ်လိုပြောမလဲတော်တော်ကြီးကိုမုန်းလီသွားတာမျိုးတွေနော်အခုဝက်စီကိုကိုဒါဘာစလိုနာဖန်တွေမုန်းလီသွားတာမျိုးတွေအဲဒါမျိုးတွေကတော်တော်ကြီးကိုဒီဘက်ခင်မှာတော့ငနေလဲရှားပါမှာအဲတုန်းကဒါအခုပြောတဲ့အားမှာဆိုတော့ဖြစ်ဦးပေါ့ရော်ဘတ်ဘက်ကျော်တော့ဟာဟို Florence မြို့မှာဒါဆန္ဒကြီးပြကြတယ်ဒီလူပေါင်း60ကျော်လောက်ဒါထိခိုက်ဒဏ်ရာရတဲ့ဒီအဓိကရုံးတွေဖြစ်တယ်နော်ဒါကစားမတယောက်ကိုအရင်ပြူရောမှာဒီလိုအသိမ်းပြောင်းသွားတဲ့အခြေအနေပေါ့တော်တော်ကြီးကိုဝယ် ဒါစူပူမှုတွေဖြစ်သွားပါဘောလေတကယ်ပြန်ကြည့်လိုက်တော့ဘကီယူကအဲ့ကာလမှာအသက်23နှစ်လောက်ပဲလားနော်20နှစ်23အဲ့လောက်လေးပဲရှိတယ်တကယ်ပြန်ကြည့်လိုက်တော့ဒီ20နှစ်23ကစားမတယောက်အတွက်ဒီလောက်အထိမျောနေတာလေဆိုရဲဒီ Florence Predator တွေရဲ့မျောနေကျတော့နောက်ထပ်ဒီသူ့ဘောချစ်တဲ့ချစ်တွေကလည်းတော်ကြီးကိုကြီးမားတော့လဲသွားတွေ့ရတော့နောက်တစ်ခုဒီ60ကမ္ဘာဖလားမှာဖြစ်ချင်တော့ဒီဟုတ်ကဲ့ဟိုပါဗျ Czechoslovakia နဲ့ပွဲဟုတ်အဲ့ဒီပွဲမှာသူ့အတွင်းသွားတဲ့ goal ပါနော်ဟုတ် အဲ့မှာတကဘာလုံးကရောဘတ်ဒိုဗယ်ဂျီကိုအချောင်းကောင်းကောင်းသိသွားတော့ဗျာသူကသိကစားခွင့်မရရင်မဲ့သူ့မှာအလွန်ကြီးမားတဲ့ပါရမီတွေရှိတယ်သို့မဟုတ်အရန်ထွန်းတောက်လာမဲ့အနေအထားတွေရှိတယ်ဆိုတော့ကဘာကြီးကဘာဘလုံးပရိသတ်ကစသိသွားတာကွင်းလယ်ကနေရွရွရလေးကြော်ကြော်လေးအဝေးဆွဲပြေးပြီးတော့ဒီခန်းစစ်ကစားသမားတွေကြားထဲမှာ space ရတယ်1 2ရိုက်တယ်ဆွဲတက်တယ်ပြီးတော့နောက်ခံလူကိုလိန်တယ်ခြေအောင်ပြပြီးတော့တွင်းသွားတယ်အဲ့ကိုဝင်သွားတဲ့အချိန် သူနှစ်ဂိုးပဲသွင်းတာအင်္ဂလန်နဲ့တတိယလူပေါ်မှာတဂိုးသွင်းတယ်ဟုတ်ကဲ့အဲ့ဒီဂိုးသွင်းတဲ့အချိန်မှာရောဘတ်တိုဘက်ဂျီယိုနဲ့ပတ်သက်ပြီးတော့ဖီရိုတီနာအဲ့မှာအဲ့ဒီမှာလဲသူတို့ပုံစံမျိုးမှာတကယ်တော့ဖီရိုတီနာကိုယ်တိုင်လဲသူတို့ကဟိုရအောင်မရရအောင်လူခေါ်တာဗျာဟုတ်ကဲ့ဟိုသူတို့အဲ့လိုမျိုးပြန်ခံစားလိုက်ရတာပေါ့ဟုတ်ကဲ့ပါဒါဖီရိုတီနာနောက်ပိုင်းနှစ်တွေမှာတော့ဒါဘာဒီဂိုးကြီးကိုပြန်လဲလို့ရတာဗောလေဘာဒီဂိုးဘက်တစ်စတူတာကြီးကိုကျွန်တော်ဒါပြန်လဲလို့ရတယ်ဒီရိုမာအဲ့အိကာလာလေးလဲတကယ်ကိုအမတ်ရရဆရာပါဒါရိုမာကိုရောက်တဲ့ချိန်မှာဘာဒီဂိုးကအသင်းဟောင်းကိုဂိုးသွင်းတယ် ညည်ရီတွေနဲ့အောင်ပွဲခံတယ်ဒါတွေကတော့ကျွန်တော်ဒီဘက်ကမှာမြင်ရခဲ့တဲ့ပုံရိပ်တွေဖြစ်သွားတာပေါ့လေအဲဘက်ကီယိုကြီးလည်းအဲ့တိုင်းပဲကျွန်တော်ဒါ Florence ကနေကျွန်တော်ဒါ Turin ကို Juventus ကိုပြောင်းတယ်91မှာအဲ Juventus နဲ့ဒီ Florentina တွေ့တယ် Penalty ရတာကိုသူမကန်ဘူးပေါ့နော် Juventus အတွက် Penalty ရတယ်ဒါပေမဲ့အသင်းဟောင်းဘက်ကိုတွင်းရမဲ့ Penalty ဖြစ်တဲ့အတွက်မကန်မဲနဲ့နောက် တခြားလူစားဝင်ကစားသမားလားမသိဘူးအဲ့ကစားမကိုကန်ဝင်ပေးလိုက်ဖြစ်ကျွန်တော်အဲ့ပင်တွေကမဝင်ဘူးမဝင်မဲနဲ့ဒါဂျူနက်ရှုံးသွားပါဗောလေအဲ့မာဆယ်လိုနပီနဲ့ပေါ့ဒေါသဟိုဘယ်လိုခေါ်မလဲဆိုတော့ပြဿနာတွေကလည်းအဲ့ကာလာတွေပေါ့ဟုတ်ကဲ့အဲ့ကာလာတွေနောက်တစ်ခုကဒါရောဘတ်တိုဘယ်ကီယိုကဒီ professional မဆောင်ပေါ့တကယ်တော့အဲ့တာဝန်ကသူယူထားတာဟုတ်ကဲ့သူယူထားတဲ့အခါမှာကိုယ့်အသင်းအတွက်ကိုလောက်အောင်အလုပ်ကိုမလုပ်ဘူးဆိုတဲ့ကိစ္စတော့အဲ့ဒီအထင်ကကမ္ဘာဘောလုံးလောကကိုလွှမ်းမိုးထားတာအခုဆိုထားပါတော့ဗျာကျွန်တော် Premier League ကိုလွှမ်းမိုးထားရင် ပေါ်တူဂီလူမျိုးနှီးပြတယ်ပေါ့နော်ပြီးတော့ကမ္ဘာဘောလုံးလောကအောင်လွှမ်းမိုးထားတဲ့စပိန်လူမျိုးနှီးပြတယ်ပေါ့စပိန်နဲ့ဒါပေါ်တူဂီခစ်ကိုရောက်လာပြီပေါ့ဟုတ်ကဲ့ဒါပေမဲ့အဲ့ဒီအချိန်တုန်းကကမ္ဘာဘောလုံးလောကရဲ့အထိတ်ဆုံးဆိုတဲ့တန်းမှာအီတလီနှီးပြတယ်ပဲဟုတ်တယ်ဒါပေမဲ့အီတလီဟာဒီရော်ဒိုဘက်ဂျိုကခစ်မာပြီးမွေးလာတာသူက emotion ရော်ဒိုဘက်ဂျိုကပြီးတော့သူက freedom အဲသူကအီတလီဘောလုံးလောကကကြတော့ဟိုဘယ်လိုခေါ်မလဲ structure တွေနဲ့ဟုတ်ကဲ့ သူချုပ်ကွက်တွေနဲ့ကစားတာ structure တွေနဲ့ကစားတယ်အရန်ကို rigid ဖြစ်တယ်ဟိုစီကတင်းကျပ်ကြတယ်ဆိုတော့ rubber tube ကြီးကသူ့ဘက်မှာ vinchini ရော ပြီးတော့ everything ကတော့ထားပါ vinchini ရောပြီးတော့ muscle lipid ရောပြီးတော့94 walk up နီးပြ arigo secchi ရောအဲ့ဒီကာလာတွေသူ့ရဲ့အကောင်ဆုံးအချိန်တွေမှာအဲ့လိုနီးပြတွေနဲ့ကြုံလာပြီးတော့အဲ့ဒီနီးပြတွေကလည်းသူ့ကိုတရားမှမကြိုက်ဘူးဟုတ်သူ့ကာလာသူကတစ်ဖက်မှာကြည့်တော့ကောင်အကောင်ဆုံး စုတည်းသူရနေပြီဟုတ်ကဲ့ပေါ့အကိုးတွေလည်းသူအများကြီးသွင်းနေပြီဒါပေမဲ့ဒီနီးပြတွေအနေနဲ့သူနဲ့ပတ်သက်ရင်အများအများနဲ့နှစ်ခွဟုတ်ကဲ့ဆိုတော့ Juventus မှာလည်းအဲ့ဒီပြဿနာကြီးကြုံရတာပဲဟုတ်ကဲ့ပြီးတော့တခါ Arrigo Sacchi ဆို United မှာလူစင်းနဲ့တော့တဲကိုချန်လာခဲ့တာမျိုးတွေဟုတ်ဆိုတော့ဒါမျိုးတွေပေါ့နော်သူကအဲ့ဒီကာလာတွေကအီတလီနီးပြတွေဟာသူက innovative အီတလီနီးပြတွေက innovative ဖြစ်တယ်ဒါပေမဲ့ tactical ကိုအရန်ဦးစားပေးတော့တယ်သူကဒီ collective works ကိုဦးစားပေးပြီး individualism ကိုသူက တိတ်စိတ်ဝင်စားရနေပြတယ်ဟုတ်ကဲ့အတဖက်မှာကျတော့ Roberto Baggio ကကျတော့ဒီအခုလိုမျိုးဒီစက်ရုပ်ဆန်ဆန် stretcher နဲ့ခိုင်းစီတဲ့အလုပ်တွေကို तू စိတ်ဝင်စားအောင် तू तू feeling လေးနဲ့ तू ကအေးစစ်စစ်သိမလား तू ကတကယ် तू ပုံစံက तू ရဲ့ဟိုဘယ်လိုခေါ်မလဲ twin ကိုတွေကိုကြည့်လိုက်ရင်ပိုးသားလေးလိုပဲဟုတ်ကဲ့အ तू तू ရဲ့ twin ကိုတွေကိုကြည့်လိုက်ရင်ပြီးတော့ तू ကစားဟန်ကိုကြည့်လိုက်ရင်အနုပညာရှင်တူဦးလိုပဲ तू ကအဲ့လိုလေးကစားတာအဲ့တော့နီးပြတွေအမြင်ပါကလုံးဝမရအောင်တစ်ဖက်ကလည်းအရန်တင့်ကျတဲ့နီးပြတွေ ။ဟုတ်ကဲ့။သူတွုံတွေ့တာ။တကယ်ကိုတမ်မနီစီမင်းနဲ့နီးပြရင်တွုံတွေ့တာ။အဲ့ဒါရော်ဒိုဘက်ကျိုဒီခက်တမိုင်းမှာသူ underrated ပေါ့နော် most underrated players တွေတဲကတူဦးဖြစ်နေအဲ့လည်းပါတယ်။ဟိုလွတ်လွတ်ပြောရင်ရော်ဘတ်တိုဘက်ကျိုလူတွေသိကြပါလေချစ်ကြပါလေ။ဒါပေမဲ့တကယ်တော့ရော်ဘတ်တိုဘက်ကျိုကအိုက်ထပ်ပို့ပြီးတော့ကောင်းသေးတယ်။လူတွေထင်တာအများကြီးပိုကောင်းသေးတယ်။ဟုတ်ကဲ့ပါ။ကျွန်တော်ဒီနီးပြတွေရဲ့အမြင်ကြောင့်လည်းပါတယ်အစွမ်းအစထုတ်ဝင်မရလိုက်တာလေ။အဲ့တော့မယုံရဲဘူး။ အဲသဘောကအားလဲအားကိုးတယ်ကောင်းမှန်းလည်းသိတယ် talent လည်းရှိတယ်ဒါပေမဲ့ဟိုဟိုအဲ့ဒီအချိန်မှာအခုဒီဘက်ကမှပြောလာကြပြီဗျာဒီအခု modern football ဆိုတဲ့နည်းပြတွေကလောအားနှုံးအတွက်ဆိုရင်အဆင်မပြေဘူးဟုတ်တယ်ဆိုတော့ဒါမျိုးတွေပြောလာကြပြီအာ road back ရက number modern number 10လည်းမဟုတ်ဘူးဟုတ်ဆိုတော့ဒီအကြောင်းတွေပြောဒါပေမဲ့အီတလီကကျတော့ဒီနီးပြွာပိုင်းဆိုင်ရာကျတော့အရန်ခစ်ရှိပြီးတော့အဲ့ဒီချိန်တည်းကအဲ့လိုမျိုးဒီ positional play ဒီ structure တွေနဲ့ကောင်းကောင်းကစားနေတဲ့အခါမှာ roberto belgio ကအဲ့ဒီချိန်တည်းကကြုံတွေ့ရတာဟုတ်ကဲ့ သူ့ကိုနီးပြတွေကဟိုစားမှာလဲတဲတဲ့ချက်ချက်ပြည့်မှာလဲစီတွန်းဝင်ကိုင်းနဲ့ထည့်ပေးလိုက်ခြေစမ်းပြတယ်ဒါမှမကြိုက်ဘူးတခါလေကျတော့ဟိုသူကတနမယ်ရသွားတယ်အသင်းကအဲနီးပြတွေလိုချင်တဲ့ result မထွက်ဘူးဆိုတဲ့ဟာမျိုးတွေလဲ Robert Dubey ကအများအားဆွတ်ဆွဲခံရတယ်ဟုတ်ကဲ့ပါကျွန်တော် Fiorentina ကို sorry ဒီ Juventus ကိုမရောက်ခင် Fiorentina မှာလဲအခုပြောသလိုပေါ့လေဒါကဘာအကောင်းဆုံးစီးရင်ပေါက်နေပြီ Ballon d'Or မှာလဲဒီ Ascension အစစ်ကိုအဲ့လိုစဝင်လာပြီပေါ့လေဒါအသက်20နှစ်23ရွယ် အဲဂျူပီတာမှာတော့သူ့ရဲ့အကောင်းဆုံးဒီကာလတွေကာလတွေရောကျွန်တော်ဒါပိုင်ဆိုင်ရမယ်ထင်တော့အဲ့ကာလတွေမှာဒီဘောလွန်ဒေါ်လဲသူရပါတယ်93မှာသူရပါတယ်เนาะ93မှာဒီအထက်ကတော့ item ကတော့အခုတော့ Europa League ပေါ့ဟုတ် item ကတော့ UEFA Cup ပေါ့เนาะ UEFA Cup UEFA Cup အဲ့တိုင်ပွဲမှာသူတို့ Dortmund ကို final မှာ assess 1နဲ့လာသူနိုင်ပြီးသူတို့ပို့ဆွဲတယ်ဟုတ်အဲ့ဒီနှစ်မှာဒီ Romario Strikecop ဒီကသားသမားနှစ်ယောက်ကိုကြော်ပြီးတော့သူဘလန်တော့ရတယ်ဆိုတော့ပထမဆုံးຢာဒီ60 61ຢာဒီမှာလဲသူခြေစွမ်းပြတယ်ကိုးတွေသွမ်းတယ်အနီးပြလဲအဆင်ပြေတယ်ဟုတ်ပြီအဲ61 62ຢာဒီတိတ်ပြီးတော့အလုံးမဖြစ်ဘူးဒဏ်ရာလဲထက်ခဏဒဏ်ရာအသေးလေးတွေမကြာခဏရတယ်62 63ຢာဒီသူအစွမ်းကုန်တောက်ပါတယ်ဟုတ်ပြီ63 64ຢာဒီမာဆလိုလီပီနဲ့ပြဿနာတွေတက်တယ်64 65မှာလီပီကအမှနောက်ထပ်ကျယ်ဝန်းတစ်ယောက်ပေါ်လာပြီ အဲ့ back back ကိုကြောင်ထုတ်လိုက်ပြီတင်ပြောင်းပြောင်းပေါ်တာတင်ပြောင်းပေါ်လာပြီပေါ့နော်ကျွန်တော်ဒါဂျူမတက်မှာလဲနံပါတ်30အဲ့ဒီမတိုင်ကဒါ mission platinum ရဲ့နံပါတ်30ကိုဒါ platinum က robert back ကိုအရန်ကြိုက်တယ်ဟုတ်တကယ်ဟိုစိတ်မဲတကယ်ဟိုနောက်က angel ပဲပြီးတော့ဟိုဘယ်လိုကောင်းလဲအမှုပညာရှင်ပဲဆိုပြီးတော့ platinum ကတင်စားတာပေါ့နော် platinum ကိုယ်တိုင်ကတော့ဒီ robert back ကိုမတိုင်ခင်မှာဒါသူ robert back ကိုညှိုးခဲ့တဲ့အရာတွေအကုန်လုံးရဲ့ပိုင်စင်ပဲ ဟုတ်ကဲ့ပါဒါပေမဲ့ဒါဒါသူကိုယ်တိုင်ကလည်းရော်ဘတ်ဒိုဗက်ကြီးကိုအဲ့အချိန်တော့ဆိုရအီတလီဘောလုံးသမိုင်းမှာအကောင်းဆုံးတိုက်စစ်မှုလို့ပြောလို့ရတယ်သူကတို့သူပလက်တီနီရိုကိုယ်တိုင်လည်းထိကျူးခဲ့ဘူးလေဆိုတော့ကျွန်တော်ပြောဆိုရရော်ဘတ်ဒိုဗက်ကြီးကဒီနူးညံ့တယ်အမှုပညာရှင်စံတယ်ပိုးသားလေးလိုပဲပြီးတော့ emotion အရန်များတယ်အဲသူ့ရဲ့ emotion ပြီးတော့သူဒဏ်ရာပြဿနာတွေကြောင့်ဆိုတော့ကျွန်တော်ပြောဆိုလို့ရော်နယ်ဒိုကြီးရဲ့ဒဏ်ရာတွေအကြောင်းကိုလွှမ်းရော်နယ်ဒိုလိုဒဏ်ရာမျိုးကိုအဲ့လောက်ပြင်းထန်တဲ့ဒဏ်ရာကိုနှစ်ကြိမ်ရခဲ့တာဟုတ်ကဲ့ခြေထောက်မှာ ချုပ်ရအချက်200ကျော်ရှိတယ်ဆိုတော့မတရားဖြစ်တာလဲ15နှစ်မှတစ်ချိန်17နှစ်မှတစ်ချိန်အညွန့်တလူတက်မဲ့အချိန်မှာအကြီးကြီးကျယ်ကျယ်လေးဖြစ်ခဲ့တာဆိုတော့ဒီကစားသမားတူဦးနေနဲ့အဲ့လိုရှောင်ရင်းရှာရင်းကစားရင်းနဲ့ကိုဒီအဆင့်ထိကိုသူရောက်ခဲ့တာကြီးကတော်တော်မယုံနိုင်စရာကောင်းတယ်ဟုတ်ပါတယ်ဗျဒါ session နဲ့ event နဲ့ဒီ asia နှစ်ချိန်ထိတယ်ဆိုတာတမန်ဒီနေ့ခေတ်ဒါဆေးပညာတွေထုံးကားလာတဲ့ကာလမျိုးမှာတောင်မှကျွန်တော်ထင်တယ်ဒါနှစ်ချိန်လောက်ထိတိုင်းတော့ဗီဒီယိုလည်းပဲရောက်ဖို့ဆိုတော့မဖြစ်နိုင်ဘူးလေဟုတ်လားဒါဗီဒီယိုက ဒီ93မှာဘလုံးတော့ရတယ်အဲ့တော့38အထိကစားသွားတယ်တော့အန်ဟုတ်ကောင်းဟုတ်တယ်နော်ဒါ pressure pressure မှာဒီ pressure မှာထိကစားသွားတယ်ဖပ် guardiola guardiola ဒီနေ့စီးကြတဲ့ချိန်ကြီးပေါ့လေကျွန်တော်ဒါဒီ tero stone လာပါလေအဲ့ဒီနေ့စီးကြသွားတဲ့ကာလာနောက်ထပ်အခုကျွန်တော် juventus မှာကစားခဲ့တဲ့ဒီကာလာအတွင်းမှာပဲဒီ levis အတင်းနဲ့ဆက်ဆက်ပြီးတော့မှာအဲ့ကာလာကြီးမှာလည်း back you atro ကိုအောင်မြင်နေတယ်တော့ကို။ Yeah အဲ့တော့63မှာက Ballon d'Or ယူလိုက်တဲ့အခါကျတော့ 94 World Cup ကတနိုင်ငံလုံးရဲ့မျှော်လင့်ချက် ဖြစ်သွားပြီ။ဟုတ်ကဲ့။ဖြစ်ချင်တော့ဒီ Arigo Sacchi ဟောကလည်းလူရင်းအသင်းကြီးပြဖြစ်လာပြီ။ဖြစ်လာတဲ့အချိန်မှာ Arigo Sacchi ကအမှန်တိုင်းပြောရင်ဒီ system နဲ့အလုပ်လုပ်ပုံပိုကောင်းတယ် Masaru ကိုပိုကြိုက်တယ်။ဟော Sacchi စီရောကကျတော့တပွဲလို့ပေါက်သွားပြီးတော့ပြန်ပြောက်သွားတော့ဗျာ။ဟော Goal လည်းတွင်းပါတယ်ဒါပေမဲ့အရန်ဟိုမှာဖြစ်တော့အဲ့တော့ Sacchi စီကဒီ Masaru ကိုကြိုက်တယ်ပြီးတော့ ကေဆာကိုကြိုက်တယ်။ကေဆာအခုဒီလီဗာပူးကကေဆာရဲ့အဖေပေါ့။ဖီယိုလီနာမှာအန်အန်ရီကိုကေဆာပေါ့။အဲသူ့ကိုကြိုက်တယ်။ရောဘတ်ဒူဘက်ဘက်ကြီးကိုမတုံးချင်ဘူး။ဒါပေမဲ့သူ့မှာလည်း PR တွေရှိတယ်။ဆက်ခီမှာကလည်းအဲ့တော့ဆက်ခီကကမ္ဘာဘောလုံးသမိုင်းမှာခေါင်းအမာဆုံးနီးပြလို့ကျွန်တော်ကတော့တထစ်ချကိုပြောရဲတယ်ဗျာ။ဆာလတ်ဆာကူဆန်တို့ခေါင်းပါတယ်ဆိုတော့ထပ်ပိုပေါင်းပါတယ်။သူယုံကြည်ထားတဲ့အရာသူ့အတွက်ဆိုကမ္ဘာအကောင်းဆုံးလဲသူကကန်ထုတ်ဖို့ဝင်မလေးဘူး။ဆိုတော့ထုံးစံအတိုင်းမှာအရေကိုဆက်ခီရဲ့ပုံစံချိန်ကျိုးနေတယ်မှာ။ဟုတ်ရောဘတ်ဒူဘက်ကြီးအံဝင် အမ်ဝင်တဲ့ခါကျတော့ဒီကော်ဖလာပြိုင်ပွဲအကျိုးခြေစမ်းပွဲတွေကစားတဲ့အခါမှာလဲရောဘတ်တိုဘက်ကီခြေစမ်းမပြနိုင်မပြနိုင်တဲ့အပြင်ကိုနောက်ဆုံးမာဆယ်လိုလစ်ပီကလည်းရောဘတ်တိုဘက်ကီကိုမတုံးမတုံးတဲ့အခါကျတော့ရောဘတ်တိုဘက်ကီကလည်းဝိသင်အသင်းမှာဝေးသွားအကြိုက်ဝေးသွားတယ်ဝေးသွားတဲ့အချိန်ရောဘတ်တိုဘက်ကီကိုအဲ့လိုပဲဒီလည်းဝိသင်အသင်းကနားယူတော့မယ်ဆိုတော့သူ့မိမိသားစုကအပြင်းထန်ကန့်ကွက်တယ်အဲအများကြီးလုံနိုင်သေးတယ်အသက်လည်းငယ်ငယ်လေးရှိသေးတယ် အဲ့ဒီမှာ26ပဲရှိသေးတယ်။ဟော26ပဲရှိသေးတယ်။လေးစင်အတင်းကအနားယူတော့မယ်။ तू ဒီဘောလုံးကို तू ကဘယ်တော့မှ तू လက်အမြင်နဲ့ပြောရတယ်။ကျွန်တော်ကြော်ချမှုအတွက်ငွေကြေးအတွက်ဘယ်တော့မှကျွန်တော် မကစားခဲ့ဘူး။ကျွန်တော်ရဲ့ဒီဘလို့ခေါ်မလဲလုံနိုင်စွမ်းကိုဒီပြဖို့အတွက်ပဲ तू ကစားခဲ့တာပေါ့နော်။မကစားလည်းဘာမှမဖြစ်ဘူးဆိုပြီးတော့အဲ့ဒီကာလာတွေမှာနောက်ဆုံးအရီကိုဆက်ကြီးသူ့ကိုရောက်လာတယ်။သူ့အဖေနဲ့စကားပြောတယ်ရောဘတ်ဘက်ကီကိုမင်းလေးစင်အတင်းကိုပြန်လာခဲ့။လေးစင်အတင်းတော့မင်းကိုစားပြုဆက်ကြီးကသူ့အများကြီးပြန်ကူညီခဲ့ပါတယ်။ သူဒီ Juventus မှာအဲ့လိုပြဿနာတွေတက်တဲ့အချိန်မှာတော့သူအခွင့်အရေးပေးတယ်အခွင့်အရေးပေးတော့အခါကျတော့နောက်ဆုံး Guardiola ဒီ American တော့အဲဒီတော့က American American တိုင်ပွဲအကျိုးခြေစမ်းပွဲတွေမှာ Robert Dubé ကခြေစမ်းပြန်ပြလာတယ်ပြန်ပြလာရင်လည်းပါလာတယ်ဆိုတော့63တော့ကသူကအကောင်းဆုံးကစားသမား64အဲ့ဒီနှစ်မှာပဲသူကြောင်ပြောင်းနေပြီကဘာလားမကန်ခင်မှာဒါပေမဲ့ဒီ World Cup ကိုရောက်လာတယ်အဲ့ဒီရောက်လာတဲ့အချိန်မှာဝေဖန်စရာတွေဖြစ်လာ right ကို set key ကို အဲ့တော့ Arigosaki ကဘလောက်ဝေဖန်ဝေဖန် तू ဘူးမဆိုင်ဘူးအဲ့လိုဝေဖန်လေ तू က Robert Becky ကိုတုံးလေ तू ကတုံးတယ် Robert Becky ကကိုမသွင်းနိုင်ဘူး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  ਨੇ ကျွန်တော်အုပ်စုအဖွင့်ပွဲသူ Ireland ကို1-0နဲ့ဖတ်ရှုံးတယ်ဟုတ် Robert Becky ခြေစမ်းမပြနိုင်ဘူးနောက်သူအဲ့ဒီပွဲမှာဆိုရင်လူသားလေးခံရတယ် ਨੇ တူတယ်ဟုတ်ကဲ့နော်ဖလီယူကအဲ့ Norway နဲ့ပွဲဒုတိယပွဲ ကျွန်တော်နည်းနည်းလေးအဲ့အဲ့နေရာလေးနဲ့ရောနေပြီရတယ်ကိုကြော်ဘာလို့လဲအဲအဲထားပါတော့ဒီဖယ်ဖယ်လီကအနေကထိတဲ့အချိန်မှာသူ့ကိုလူသားဆော့ဆော့လဲတယ်နောက်တတိယပွဲခြေစောင်းမပြနိုင်ဘူးအုပ်စုပွဲသုံးသုံးပွဲပြီးသွားပြီကိုသက်လေး World Cup မှာရော်ဒိုဘက်ကြီးဘာမှမလုပ်နိုင်ဘူးသူ့မှာလည်းတန်ရာလေးနဲ့ဟုတ်ကဲ့အဲ့လိုနဲ့နိုင်ဂျီးရီးယားနဲ့ပွဲဟောအဲ့နိုင်ဂျီးရီးယားနဲ့ပွဲမှာသူစပြီးတော့သူ့ရဲ့အကန့်မှာအပြောင်းလဲဟုတ်ကဲ့ရော်ဘတ်ဒိုဘက်ကြီးကနိုင်ဂျီးရီးယားကိုခြေပါကိုသွင်းတယ် အချိန်ပုံမှာအနိုင်ကိုသွင်းတယ်ဟုတ်ကဲ့ပြီးတော့ quarter final မှာစပိန်ဟုတ်ကဲ့စပိန်နဲ့ပွဲသူဂိုးထပ်သွင်းတယ် quarter final အပြီး3ဂိုးပြီးတော့တခါ semi final မှာ strike coach တို့ bulgaria နဲ့ balakov တို့နော် i don't know bulgaria လည်းတော်တော်ကောင်းတယ် strike coach large coach balakov ဆရာကြီး3ယောက်ရှေ့မှာကစားနေတာ back you 2ဂိုးထပ်သွင်းတယ်အဲ့3ဂိုးမှာ5ဂိုးသွင်းပြီးတော့အကုန်လုံးကတနိုင်ရလုံးတာ back you ပြန်ဖြစ်လာပြီအဲ့တော့ အုပ်စုပွဲတွေအပြီးမှာအရီကိုဆက်ခီပါတွေလုံနေရတယ်ဒီလောက်လဲနေအသင်းနဲ့ကင်းကွာနေပြီးတော့ကလပ်မှာပွဲထောက်ခင်ပုံမမရောက်တဲ့ကစားသမားကိုခေါ်သုံးတဲ့အတွက်သူ့ကိုဝိုင်းဆဲကြတယ်ဝိုင်းဝေဖန်ကြတယ်ဘက်ကီကိုဖာဆက်လုံပါလေအခုကျတော့အဲ့လိုမဟုတ်တော့အဲ့ဒီမှာ story line ပြောင်းသွားပြီဆက်ခီကဒီရော့ဒ်ဘက်ကီကိုကိုယ်တွေတွင်းနေတာသိတယ် final ပွဲတော့မတုံးကျင်တော့ဘူးဘာလို့မတုံးကျင်တော့လဲဆိုတော့အဲ့ final ပွဲမတိုင်ခင်ရဲ့အနာရရတယ်လေအဲ့ဒီချိန်မှာသူ့ဒဏ်ရာကတော်တော်အခြေအနေစိုးနေပြီရောင်ကိုင်းနေပြီ အဲ့တော့ဒီစေးအဖွဲရသူတွေ ਨੇ စကားပြောတယ်စေးအဖွဲရသူတွေက training တော့မစင်ခိုင်း training တော့မစင်ခိုင်းမြဲ ਨੇ ဒီဘယ်လိုခေါ်မလဲဆိုတော့သူ့ကိုပုံမွေးသလိုမွေးပြီးတော့ final ပွဲကစားလို့ရမလားအီတလီမှာအဲ့ဒီချိန်မှာပြဿနာအကြီးနှစ်ခုရှိတာပါလဲဆိုတော့ Franco Baresi ကလည်းအုပ်စုအဖွဲ့ပွဲကစားတွေကဒူးလဲသွားပြီးဒဏ်ရသွားပြီးတော့အီတလီကိုပြန်ပြီးစေးပြန်ကူရတာအမေရိကန်ကနေပြီးတော့ဟုတ်ကဲ့အဲ့တော့ Franco Baresi ကဒီအီတလီဘောလုံးတမိုင်းမှာဒါအထင်ရှားဆုံးနောက်ကန်လူတွေကတိုးပေါ့နော်ဟုတ်ကဲ့ ော့မာလီနီထက်ပိုကောင်းတယ်လို့တောင်ပြောကြတယ်သူလည်းရှိတယ်။သူပွဲစဉ်တမှပြန်သွားနှစ်ပြန်မလာဘူး၃မလာဘူး၄မလာဘူး၅မလာဘူး။စီမီဖိုင်နယ်အထိမကစားနိုင်ဘူး။အဲ့တော့ဘာရစီကစားမှာလားဘယ်ကူကစားမှာလားအဲ့ဒါလေးကလည်းအကုန်လုံးဟိုပွက်လို့ရိုက်နေတဲ့အချိန်ပေါ့အကုန်လုံးစိတ်ဝင်စားနေတဲ့အချိန်။အဲ့တော့နောက်ဆုံးမှဒီအသင်းဆရာဝန်ကအရီကိုဆက်ကီကိုရောဘတ်တိုဘက်ကီဘလုံးမဖြစ်နိုင်ဘူး။ကစားလို့မရဘူးဆိုပြောလိုက်တဲ့အခါကျတော့โอเคပြဿနာမရှိဘူး။ဆက်ကီကသူလည်းမသုံးချင်ဘူး။ အဲ့တော့မတုံးတော့အခါပြဿနာဒီသတင်းတွေကထွက်လာပြီစက်ကြီးကဘက်ကီကိုမတုံးဆိုစက်ကြီးကဘာလို့မတုံးတာလဲဆိုဝိုင်းပြောကြတယ်ဟုတ်ကဲ့အဲ့တော့စက်ကြီးကနောက်ဆုံးဒီအဲ့ final ညမှာ Robert Dubek ကသူ့စီကိုရောက်လာရောက်လာပြီးတော့အဲ့ရောစက်ကြီးကို तू ကစားမယ်ဆိုပြီးလာပြောတယ် तू ကစားနိုင်တယ်မင်းကစားနိုင်ရဲ့ကစားနိုင်တယ် final ည final မတိုင်ခင်ပေါ့တဲ့ရမှာအဲ့ဆိုမင်းကစားကျင်တယ်ဆိုအဲ့နိုင်ရန်ကိုဘောလုံးကန်ဆိုပြီးတော့ဘက်ကီကိုဘောလုံးအချိန်မောင်းမြောက်စွာကန်ခိုင်းတယ်အဲ့စက်ကြီးကကန်ခိုင်းပြီးတော့သူ့ကိုဟိုထားခဲ့ပြီးတော့ထွက်သွားတယ်ဘက်ကီအဲ့ နိုင်ရံကိုသူဘောလုံးနဲ့ကန်ပြရတယ်ပေါ့လုံးပေါင်းများစွာကန်ပြရတယ်အဲနောက်ဆုံးကျတော့သူနာနာတယ်ဆက်ကီကဘယ်လိုလဲမင်းကစားနိုင်လားအဲဘက်ကီကကစားခြင်းစိတ်နေပေါ့လေကစားနိုင်တယ်တဲ့အဲအဲ့နဲ့ဆက်ကီကပြန်သွားတယ်ပြန်သွားပြီး line up ကြီးတော့သူပါလာတယ်ပြီးတော့ franco berisi လည်းအချိန်မီပြန်ရောက်လာတယ်အဲ final ပွဲမှာ berisi ကအုပ်စုအဖွင့်ပွဲတွေကလွယ်သွား final ကျမှပြန်ကစားတယ်အော်ဟုတ်ကဲ့အဲပြီးတော့ဒီ robert becky ကိုပါလာတယ်ဒါပေမဲ့တကယ်တကယ် game ထဲမှာတော့ becky ဘာမှမလုပ်နိုင်ဘူး ဟုတ်ကဲ့ကိုအဲ့သူကိုယ်တိုင်လည်းပွဲပြီးမှသူပြန်ဝင်ခန့်တယ်ဘာလဲဆိုတော့သူတဝက်လောက်ပဲရှိတယ်ဗောနော်သူသူလုံနိုင်ပဲတဝက်လောက်ပဲသူကွင်းထဲမှာရှိခဲ့တယ်ဟုတ်ကဲ့ပါအဲ့ဒါကျွန်တော်ဘက်ကီကိုအကြောင်းပြောရင်တော့ဒီ94 World Cup Final ကလည်းဒါမဖြစ်မနေဗောလေဘာကြောင့်လဲဆိုတော့ကျွန်တော်ဒါဘက်ကီကိုကြီးကိုစာပြီးရင်းနှီးခဲ့တာဒါ94 World Cup ဒီအဲ့ထဲမှာမှဒါအဓိက Final မှာ penalty လွဲတယ်ဒီပုံရိပ်တွေကဒီနေ့ချင်းဒီဒါမြန်မာဘောလုံးလောကောက်လေအများကြီးဟောလို့တွေ့ရပါမလို့အဲ့ဒီ penalty လွဲတာကလည်းကျွန်တော်တို့ကလေဒီခါကျတော့ရင်နာတာပေါ့နော် ွာလည်းကြိုက်တာပေါ့ဟုတ်တယ်လူတွေကအဲ့ဒီ World Cup Final မှာ Brazil နဲ့ Final မှာ Penalty အဆုံးဖြတ်ကံတော့၃လုံးလွဲတာဗျဟုတ်ဟုတ်ကဲ့ Italy က၃လုံးလွဲတာအဖွဲ့နှလုံးတည်းက Masaru Masaru ခုနိမမေ့ဘူးကျွန်တော်က16နဲ့ကြည့်နေရင်းနဲ့ဒေါသထွက်တာပေါ့နော်ဒီဘရစီလွဲတယ်မာဆာရိုလွဲတယ်။အဲ့နှစ်ယောက်လွဲတယ်ဘရာဇီးကတလုံးလွဲတယ်။အဲ့လိုနဲ့ဘက်ကီကံမဲ့အသက်ကိုရောက်လာ။သူဝင်လဲဘရာဇီးကဝင်ရှုံးပါပဲဗျာအဲ့အခြေအနေမျိုးပေါ့နော်။ ဒါပေမဲ့ထားပါတော့ तू ਆ လဲတလောကလုံးစိတ်ဝင်စားနေတဲ့အချိန်ဆိုတော့အဲ तू ਆ ပဲဒီပြတ်မှတ်တရားခံဆက်သွားဒါပေမဲ့ဒီဘက်ကီယူပေးခဲ့တဲ့အမှုပညာတွေဘက်ကီယူပြသခဲ့တဲ့ဘောလုံးစွမ်းရည်တွေအကုန်လုံးတော်တော်များများမေ့ပြလိုက်ကြပြီးတော့ဘက်ကီယူ64ကဘာဖလား final ကအဲ့ penalty လွဲချော်မှုဘယ်မျိုးလုံးနဲ့ပြည့်ပြည့်မြင်လာရရောကျွန်တော်လုံးဝမကြိုက်ဘူးကြည်လည်းမကြည်တော့ဒါတစ်ဖက်မှာဘက်ကီယူရဲ့စမ်းကြောင်လဲဟို penalty လွဲတာချင်းအတူတူပေါ့လေအစောပိုင်းမှာလွဲတဲ့ penalty လွဲတဲ့လူတွေကြတော့ မတိုင်းမျိုးချုပ်လူတွေတောင်းလာလူလွဲမန်းတောင်မမိမှာမဟုတ်ဖ ೇನೆ ဒီကီယိုလွဲတာကိုပဲဟုတ်တယ်ဗရီစီလွဲတာဆိုသူမှမပြောကြဘူးဟုတ်တယ်ဗရီစီလဲဒါဟုတ်ကဲ့ all time greatest ပြာတလားအကောင်းဆုံးကမ္ဘာတမိုင်းတစ်ယောက်အကောင်းဆုံး17ယောက်ရွေးမယ်ဆိုရင်ဗရီစီကထဲ့ကိုထဲ့ရမယ်သူမဟုတ်ထဲ့ဖို့အတွက်စဉ်းစားမယ်ဆိုရဲအဆင်မျိုးဟုတ်ကဲ့အရန်ကြော်ကြဗက်ကီယိုတောင်းဖို့ကြော်ကြသေးရဲ့ဗျဟုတ်ကဲ့ဗရီစီကိုလူတွေခွင့်လွှတ်ကြတယ်မဆာရိုကိုလူတွေမေ့သွားကြတယ်ဟုတ်ကဲ့ရော်ဘတ်ဘယ်ကီကအဲ့ဒန်လေးကိုအကြိုက်ခံရတယ်ဟုတ်ကဲ့ပါကျွန်တော်ဒါ94 rocket ရဲ့ဒီ ဘယ်လိုပြောမလဲဒဇာဂန်တယောက်လိုဖြစ်သွားခဲ့ရတာပေါ့လေအားလုံးလည်းဒီပင်နေလွဲတာကိုပဲမြင်ပြီးအခုပြောသလိုတကယ်အမှုပညာနဲ့ကစားနိုင်တဲ့ဟာတွေကြတော့မိသွားတာတခုကတော့တကယ်သူသွင်းခဲ့တဲ့၅ခုပါမိသွားတာဟုတ်ပါအဲ့တော့လူတွေကတချို့လည်းသူ့ကိုကာွယ်ကြပါတယ်ရောဘတ်ဘက်ကျူရဲ့ဂိုးတွေကြောင့်လားမဟုတ်ရင်နိုင်ဂျီးရီးယားနဲ့တည်းကပြုတ်သွားပြီဟုတ်ကဲ့အာချုံးထွက်16သင်းတစ်ဆင့်တည်းကပြုတ်သွားပြီဟုတ်ကဲ့ပြီးတော့တခါရောဘတ်ဘက်ကျူရဲ့ဂိုးတွေကြောင့်လားမဟုတ်ရင်ဖိုင်နယ်တောင်ရောက်လာမှာမဟုတ်ဘူးဆိုတာမျိုးလည်းပြောကြတယ်ဟုတ်ကဲ့ပါကျွန်တော်ဒါ2006က လူမျိုးပေါ့လေ2006ကအီတလီဒါဘူဆွဲတယ်တကယ်တမ်းဆိုရင်ဒါရှုံးထွက်စစ်မှာဩစတြေးလျကိုသူတို့ပြုတ်သွားရှုံးတယ်လို့ရတာပေါ့နော်ဒါဗီတူကာတို့ကီဝဲတို့ဒီနှစ်ယောက်ရဲ့အားအိုးတော့အီတလီတော်တော်ကြီးကိုဒါတိုင်ပတ်သွားတာအမှန်တော့လေအဲ2006အီတလီချန်ပီယံဖြစ်ခြင်းနဲ့ဟုတ်ဒီလည်းကိုယ်စားလေအီတလီဒုတိယရခြင်းပေါ့နော်အဲ့ဒီခုကြားမှာဌာနမှုကဂရော့ဆိုကဝင်သွားပြီးတော့ဘယ်ဂျီယိုက ချော်သွားတာပါလို့စွတ်စွဲတဲ့သူတွေတောင်ရှိတယ်။အဲ့လိုကတော့များတော့တော်တော်များတယ်ကွာ။တော်တော်များတော့။ဒါအီတလီမီဒီယာတွေကိုယ်တိုင်ကနော်။ဟုတ်ကဲ့။အဲ့အမြင်နေတယ်မဟုတ်ကဟုတ်ကဲ့ကွာ။ဘလို့ကလက်ခံနိုင်ကြတာရှိတဲ့ဟာတွေ။ကျွန်တော်ဒါမတူညီတာက94 sorry ကျွန်တော်ဒါ94ကတော့အမှန်တမ်းပြောကျွန်တော်ဒီ final ကိုကျွန်တော် live လည်းမကြည့်ခဲ့ဘူးတခြားတော့ကျွန်တော်ဒါမကြည့်ခဲ့ရဘူးပေါ့လေဒီမှာ2006မှာတော့ဒီ semi final မှာတကယ်တမ်း player ဒါကျွန်တော်ဒါကျွန်တော်က Germany fan မှာ Italy အများကြီးတာအများကြီးကောင်းတယ်ဒါ Cruise ဘာမှမလုံနိုင်ဘူး ဒီတော့ရှော့ပဲဒေဗီယာတို့ကဟိုဘယ်လိုပြောအိုလီဗာအဲ့တော့ sorry လေမန်ရန်လေမန်ကြီးလေမန်ကြီးကောင်းနေလို့ဒါစောစီဒီခူးမရခဲ့တာဗောလေဒါနောက်ဆုံးဒါအခု cross ကိုညွှန်းလို့ပါ cross မတွင်းလဲတေးကြတယ်ဒါဒေဗီယာတို့လည်းဒါနောက်ပိုင်းတော့တွင်းတယ်လေဒါအချိန်ဘူးတွင်းကုန်းနဲ့နိုင်တယ်ဆိုတော့ဟိုတွားနိုင်လို့တော့မရပါဘူးဒါ94မှာတော့ကတော့ဒါအမှန်တိုင်းပြောဘက်ကီယိုရဲ့ကောင်းမှုကြောင့်ဒါဘလူးဘဲရောက်တယ်ဒါထူးခြားလေးတကွာဘက်ကီယိုကဟိုကလေးဘွားရဲနဲ့ဒီ ပင်နယ်တီတို့ free kick တို့ကန်တဲ့ဟာမှာတကယ်ကိုငငယ်ငယ်နဲ့တောင်းအောင်ဆန်းဆန်းလဲရှိသလိုတကယ်လဲကောင်းခဲ့တဲ့ကစားမတယောက်အဲ့ဒါကြီးနဲ့ပတ်သက်ပြီးတော့မှလည်းအရန်ကိုနာမည်ကြီးခဲ့တဲ့ကစားမတယောက်ဒါပေမဲ့မထင်မှဖက်တဲ့ဒီပင်နယ်တီလွဲဝါတစ်ခုနဲ့တော့ဟိုသူ့ရဲ့ဘဝမှာလည်းအမဲဆက်တစ်ခုလိုမျိုးပေါ့လေဒါလေးတစ်ခုဖြစ်သွားတာတော့တကယ်ကိုစိတ်မကောင်းစရာပဲနောက်ထပ်အခုဒါ94 World Cup အလို့ဒီ Inter ရောက်တဲ့ဟာတွေရောနောက်ထပ်ဒီတခြားသူ့ရဲ့ live မှာစိတ်ဝင်စားစရာလေးလည်းရှိပါသေးတယ်အဲ့ဒါကြီးလည်းကျွန်တော်ကနောက်ပိုင်းမှာပြောအောင်ပေါ့လေအခုပြောတာလေ9 World Cup ရှိသွားပြီဆိုတော့ ဒီမှာလေးပဲတစ်ဖြတ်ဖြတ်ပါတော့နော်ဘယ်ပြူအကြောင်းကတော့ကျွန်တော်ထင်ပါတယ်ဘယ်ချိန်ပြောပြောဒီဘောလုံးပြိသက်တွေကတော့တော်တော်ကြီးဟိုဒါနှစ်သက်မယ်လို့ထင်ပါတယ်ပြိသက်တွေတော့မသိဘူးဗျာကျွန်တော်တော့ပြောလို့ကောင်းတယ်ကျွန်တော်တို့ကတော့ကိုအရင်ချစ်တော်လေးဟုတ်ကဲ့ပါဒါအခုလည်းဒါဂျေစုတင်ပါတယ်ဒါဘယ်ပြူအကြောင်းကိုဒါပြည့်ပြည့်စုံပြောသွားတယ်ပေါ့နော်ဒါနောက်တစ်ပတ်ဒီမှာလည်းကျွန်တော်ဒါဆက်ပြောကြအောင်ပေါ့နော်ယေရှုအားပေးကြတဲ့ဒါဆောကောပြိသက်တအူးချင်းစီကိုလည်းဒါဂျေစုထူးတင်ရှိပါတယ်ခင်ဗျ